တနင်္ဂနွေသားသမီးများ2025ခုနှစ်မတ်လ24ရက်မှ30ရက်အတွင်းတပတ်စာဗီဒီယိုဟော့စကန်ဖြစ်ပါတယ်သူများကိုကုညီရတဲ့အလုပ်တွေနဲ့အခြေအနေကိုပြတတ်ပါတယ် ူတပါးကြောက်တွန်းတော့လည်းပဲခံရတတ်ပါတယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်များအလုပ်ကိုင်းများတင့်တော့တင့်ကြာနေတတ်ပါတယ်။စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့ကတော့လွဲချော်ခြင်း၊ညံ့ခြင်းဆိုတဲ့နိမိတ်ဖြစ်ပါတယ်။အဲ့တော့စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့လွဲချော်တာမျိုးတွေအလေးညာခံရတာမျိုးတွေသတိထားတတ်ပါတယ်။အချင်းနဲ့ပတ်သက်လို့ရောတဲ့ချစ်သူအပေါ်အကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်စရာတွေကျွန်တော်နဲ့ပါတယ်။ ချစ်သူစီကနေပြီးတော့အမတ်တရလက်ဆောင်လိုဟာမျိုးတွေပဲရတတ်ပါတယ်အိမ်တော်ရဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေတွေအစုလိုက်အပုံလိုက်ဝင်ဖို့ရှိနေပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာစရာလေးတွေကြုံရဖို့ရှိနေပါတယ်ငွေကြေးနဲ့ပတ်သက်လို့ကံမတရားကောင်းပါတယ်ငွေကြေးအကြံစီများပြည့်မြောက်အောင်နေပါလိမ့်မယ်အဲ့တော့လက်ဖျားမှငွေသေးပါလိမ့်မယ်အဲ့တော့ရစရာပေးစရာငွေများအဆင်ပြေမဲ့ချောင်လယ်မဲ့ဒါအချိန်ကာလကိုပြတ်တန်းရမှာဖြစ်ပါတယ် ပညာရေးမိမိကြီးမန်းထားတဲ့လောက်ပဲအောင်မြင်ပါလိမ့်မယ်။လူကများများစ조사ကိုအရေးကြီးပါတယ်။ကျမိုင်းနဲ့ပတ်သက်လို့ကတော့ခြေထောက်ခါစီးနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး။အတူပြည့်တဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အနီရောင်တွေအဲကံကောင်းစေတဲ့အရာတွေဖြစ်ပါတယ်။များများဝတ်ဆင်အသုံးပြုနိုင်ပါတယ်။အတူပြည့်တဲ့ထိကနေကတော့အိုးရဲ့တစ်ကဲနှစ်ကဲပဲဖြစ်ပါတယ်။အဲတော့ကံကောင်းစေမယ့်ကြေရာကတော့ဘယ်နည်းမဆိုမနေ့6နာရီတိတိ ကိုကြီးခေါဆွဲအိမ်ဖျားမှာတူပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်။နောက်တင်းလေးသားမီးညာအားလုံးကဲအောင်စီပိုင်စီနိုင်စီခိုင်စီတရားတင်းလာသားမီးညာအတွက်2025ခုနှစ်မတ်လ24ရက်မှ30ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်။ ဆုံးရှုံးမှုလို့ဖြစ်နေတဲ့အရာတွေပြန်ပြီးတော့ရဖို့ရှိနေပါတယ်။ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ရွှေတို့ငွေတို့ပစ္စည်းတို့အခွင့်အရေးတို့ပြန်ရဖို့ရှိနေပါတယ်။ပြည့်မလို့ဖြစ်တဲ့အလုံးများထားပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။စီပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့ကတော့တဲ့ဂလင်ခဲတတ်ပါတယ်။စီပွားရေးအလုပ်ငယ်နဲ့ပတ်သက်တဲ့တချို့ကိစ္စတွေမှာလွဲချော်မှုတွေရှိနေပါတယ်။လွဲချော်ခြင်း၊လိန်ညာခြင်းများထုံမုန်းနေတဲ့အချိန်ကာလကိုပြတ်တမ်းမှာဖြစ်ပါတယ်။အဲ့တော့သတိထားပြီးတော့ဖြတ်တန်းစီလို့ပါတယ်။ အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့တဲ့ပျော်ရွှင်မှုတွေမျှဝေခံစားမှုတွေဂရုစိတ်ခံရမှုတွေနဲ့ပျော်ရွှင်စွာဖြတ်တန်းရမယ့်ဖန်တို့ရောင်နေပြောနေတဲ့အချိန်ကာလပဲဖြစ်ပါတယ်အိမ်တော်ရဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာဖို့တွေရှိနေပါတယ်အိမ်တော်ဘက်ရဲ့ရည်မှန်းချက်အကျဉ်းစီများပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေလည်းပဲရတတ်ပါတယ်နောက်အလှူတန်းလည်းပဲလောရတတ်ပါတယ်အဲ့တော့ပျော်ရွှင်စရာအချိန်ကာလကိုကက်တန်းမှာဖြစ်ပါတယ် အဲ့တော့ငွေကြီးတဲ့မတရားကောင်းနေပါတယ်လက်ဖျားမှာငွေတိမဲ့ကာလဖြစ်ပါတယ်ငွေကြီးအကျန်စီကကိမြောက်အောင်မြင်မဲ့ငွေကြီးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်အချိန်ကာလကိုဖြတ်သန်းမှာဖြစ်ပါတယ်ပညာရေးမိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မှု ရှိနေပါတယ် အကြီးကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပြီးတော့ဆောင်ရွက်မယ်ဆိုတော့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်ကျမ်းမာရေးနေနေရတော့စိတ်ကြောင့်ဖြစ်သောယောဂများသတိထားပါ အဲစိတ်ညစ်ပြီးတော့ကျန်းမာရေးညံ့တာမျိုးစိတ်ထောင်းကိုကြည်ဖြစ်တာမျိုးအဲကိုယ်မှာယောဂမရှိဘဲနဲ့စိတ်ကရှိတယ်လို့ထင်တာမျိုးတွေသတိထားစေလိုပါတယ်အဲ့တော့ကံကောင်းစေတဲ့အကြောင်းတွေကတော့အပြာရောင်အဖြစ်ရောင်နေရကံကောင်းစေတဲ့အကြောင်းတွေဖြစ်တဲ့များများဝိဆက်အသုံးပြုနိုင်ပါတယ်အဲ့တော့ဖြီတူကန်ဆာမယ်ဆိုရင်တော့ရှစ်တူလေးတူနှစ်တူဟာအကျိုးပေးတဲ့ကံန်းတွေပြည့်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ် အဲ့တော့ကံကောင်းသင်္ဘေကြီးတွေကတော့ဘယ်နည်းမဆိုမနေ့ရှင်းနိုင်ကြည့်ဒီစမူစာ၅ခုအိမ်ကဲမှာလှူပြီးတော့စူတောင်းခြင်းအဖြစ်တန်အညံ့ခိုက်တွေကြည်ပြောက်ပြီးတော့ကံလေးကောင်းစေပါလိမ့်မယ်။အဲကျွန်တော်ရဲ့베ဒီဟိုစတန်လေးနောက်ကြတဲ့လက်ဆောင်ဒီမှာပြက်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ခါပါ။ကဲတနင်္လာသာသမီတွေအားလုံးအောင်စေဖိုင်စေနိုင်စေခိုင်စေဗျာ။အင်္ဂါသာသမီညာကတောင်၂၅ခုနဲ့မက်လာ၂၄ရက်မှ30ရက်တွင် တပတ်စာဘီလင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့ရှေတိုဝါခဲလော့ဆိုဝါခဲအချင်းကြီးများတုံရက်တက်ပါတယ်ရွေးချယ်ခဲ့တာမျိုးဆုံးဖြတ်ခဲ့တာမျိုးရှေတိုဝါလော့ဆိုဝါခဲ့တာမျိုးအချင်းကြီးများကြုံရက်တက်ပါတယ်လူကြီးတယောက်ကြောင့်လဲစိတ်အနှောက်ရှက်ဖြစ်ရက်တက်ပါတယ်စီပွားရေးအလုပ်ကိုင်းလဲပတ်သက်လို့ရတော့တဲ့အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်လာမျိုးမကောင်းကျင့်လာမျိုး ရှိနေပါတယ်အဲ့တော့သတိထားပြီးတော့ကတ်တန်းစီလိုပါတယ် တော့အချင်းနဲ့ပတ်သက်လို့ကတော့တဲ့တယောက်ကအကျူတယောက်ကအမဲယူဆကိုရဲမှုတွေတော့ညှင်းတဲ့ခဏမှုတွေရှိနေပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်လို့ယူဆတွေကိုရဲတာနဲ့စကားပြောအငင်းခုံဟာမျိုးရှိနေပါတယ်အဲ့တော့အသေးအဖွဲ့ကစပြီးတော့ပြဿနာဖြစ်တတ်ပါတယ်အဲ့တော့တတိထားပြီးတော့ကက်တန်းစီလို့ပါတယ်အိနောင်ကြီးမတရားကောင်းမတရားညက်သွားတတ်ပါတယ်အဲ့တော့အိမ်တော်ကြီးညက်နေတဲ့သူများကတော့ပြန်ပြီးတော့ကောင်းလာဖို့ရှိပါတယ် တော့ကောင်းမိသားသူများကတော့မထင်မှတ်တဲ့တည်နာတွေဝင်လာတတ်ပါတယ်တတိထားပြီးတော့ကက်တန်းစီတို့ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့တဲ့အဲစတုရှေရအလုံများတမဟုတ်ပူပေါင်းဆောင်ရွက်ခြင်းကိုအကြောင်းပြုပြီးတော့ငွေကြေးအကျန်စီတွေအောင်မြင်မှုငွေရရဖို့ရှိနေပါတယ်အဲ့တော့ပူပေါင်းဆောင်ရွက်ခြင်းတမဟုတ်စတုရှေရကိုအကြောင်းပြုပြီးတော့အဲ့တော့ငွေကြေးအကျန်စီများအောင်မြင်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စများအဲ့တော့တယောက်ထဲထုတ်တာနဲ့ဆက်လို့ရှိရင်ပူပေါင်းစတု ပြုလုပ်ခြင်းအပြင်ဆောင်ရွက်ခြင်းအပြင်ပို့ပြီးတော့အောင်မြင်နိုင်ပါလေ။အဲပညာရေးမိမိရင်မှန်းတာတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့အရင်တော့ဖြစ်ခဲ့မှုတဲ့ယောဂဟောင်းများတတိထားခြင်းတွေပါလေဖြစ်မယ်လို့ဆိုရပါဘူး။အကျိုးပေးတဲ့အရာတွေကတော့အနည်းအောင်အဖြစ်အရောင်အပြည့်အရောင်တွေကကံကောင်းစေတဲ့အရာတွေဖြစ်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ်။အဲ့ဒါအကျိုးပေးတဲ့ဒီကနန်းကတော့ ပြည့်ခဲ့3ရက်ခေါ်ရပဲဖြစ်ပါတယ်အဲ့တော့ကံကောင်းစီတဲ့ရေတရာကတော့ဘယ်နေ့မစို့မနေ့6နိုင်40မှာရှောက်တီးတုတ်တပွဲအိမ်ဖျားမှာလှူပြီးတော့ဆူတောင်းချင်းအဖြစ်ကံအញ្ញန်းခိုက်တီကြည်ပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်အဲ့တော့အင်္ဂါသားသမီးတွေအားလုံးအောင်စီပိုင်စီနိုင်စီခိုင်စီကြဘုဒ္ဓဟူသားသမီးများ2025ခုနှစ်မက်လာ24ရက်မှ30ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ် ကြီးမားတဲ့ပြောင်းလဲတွေဖြစ်ဖို့ရှိနေပါတယ်။ကံမတရားကောင်းမတရားညံ့သွားတတ်ပါတယ်။အဲတော့ကောင်းတဲ့အပြောင်းလဲများဖြစ်ရလေအောင်အိမ်ထဲမှာအဲ့ရပြောင်းဝေးပေးပါ။စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ငွေတွေဝင်ဖို့ရှိနေပါတယ်။အကြံစီများရွေကြံများပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။အမျိုးသမီးတယောက်ရဲ့အကြံဉာဏ်အခုညီယူပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ရံဖြစ်လိုက်ပြန်ဖြစ်လိုက်တက်နေတတ်ပါရဲ့ တော့အယူကိုနေလို့မြန်တဲ့ကင်းငုံဖြစ်ပါတယ်။ကောင်းလိုက်မကောင်းလိုက်ရံဖြစ်လိုက်ပြန်ချစ်လိုက်ခိတတ်ပါတယ်။အင်းတော်ရင်မိမိတို့နှစ်ယောက်ရဲ့ရေမရနှစ်ယောက်ရဲ့ယူမန်းချက်များညှော်လင့်ချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။ဝမ်းတာစရာဧည့်သည်များတွေ့ရဖို့လည်းရှိနေပါတယ်။ကောင်းသောခရီးများလည်းတွေ့ရဖို့ရှိနေပါတယ်။ဝေကျင်းတဲ့ပတ်သက်လို့ကအင်မတန်ကောင်းပါတယ်။ဝေကျင်းအကျဉ်းစီများပြည့်မြောက်အောင်မြင်မဲ့ရစရာပြီးစရာဝေများ စင်ပြေမဲ့ဝင်တဲ့ငွေတွေပဲငဲမဲ့အဲ့တော့ငွေကြေးကန်ကောင်းတဲ့အချိန်ကာလကိုကက်တန်းမှာထပ်ပါတယ်ပညာရေးမိမိရည်မှန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်လူကနည်းနည်းလေးစူးစမ်းဖို့ရည်ကြည်ပါတယ်ကျမ်းမာရေးချက်တော့ခါဦးကောင်းတဲ့ပတ်သက်တဲ့ယောဂများတတိထားစီလိုပါတယ်ရှင်းမယ်လို့မဆိုလိုပါအတူပေးတဲ့အကြောင်းတွေကတော့အနဲ့ရအောင်အပြောင်းနေဖြစ်ပါတယ်။များများဝတ်ဆင်အသုံးပြုနေပါတယ်။အဲ့တော့အတူပေးတဲ့ဒီကနေ့ကတော့ ိုးတို့တစ်တို့ခုံတို့ပဲဖြစ်ပါတယ်အဲ့တော့ကန်ကောတင်မဲ့ဇေရီယာကတော့ဘယ်နေ့မဆိုမနေ့9:20မှာလန်ဂျီတုတ်အိမ်ပြားမှာနှုတ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကန်ညံ့ခိတ်တွေကြည်ပြောက်ပြီးတော့ကန်နေကောင်းစီပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဟူသာသမီများအားလုံးအောင်စီပိုင်စီနိုင်စီခိုင်စီပါကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ရတူလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကရီယာလက်ဆောင်နေဘီရင်ဟော့စတယ်နေမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုဖိတ်ကြဖို့ဖြစ်ပါတယ် ကဲအားလုံးအောင်မြင်ကြပါစေ။ကြာတာပရိသတ်သမီးများတွေ2020ခုနှစ်မတ်လ24ရက်မှ30ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတမ်ဖြစ်ပါတယ်။လောက်ကန်ကြံစီများတွန့်တော့ ကြံ့ကြာနေတတ်ပါတယ်။ရည်ရွယ်ချက်များအကြံစီများကြံ့ကြာနေတတ်ပါတယ်။လောလောဆယ်ကံမကောင်းသေးပါဘူး။အချိန်ကြာလာလို့ရှိရင် ကောင်းလာပါလိမ့်မယ်။အဲ့တော့သူများကိုအနစ်နာခံပြီးတော့အကူအညီပေးရတဲ့ကိစ္စတွေတဲ့ပဲရှိနေတတ်ပါတယ်။အဲ့တော့သူတစ်ပါးကြောက်တုံးနာလည်းပဲခံရတတ်ပါတယ်။သတိထားစေလိုပါတယ်။စီးပွားရေးလောက်ကိုင်းတဲ့ပတ်သက်လို့တော့တဲ့ကံမတရားကောင်းမတရားညံ့တော့တတ်ပါတယ်တဲ့။အဲ့တော့ကောင်းတဲ့အပြောင်းအလဲများဖြစ်ရလေအောင်ကိုအလုပ်လုပ်တဲ့နေရာတွေကိုအလုပ်ခန်းမှာရှိတဲ့ ပစ္စည်းတွေကိုနေရာပြောင်းလဲပေးပါအဲ့တော့ကိုယ်ရင်လည်းပဲအဲ့ရပြောင်းရင်ပေးပါအဲ့တော့အဲ့ရပြောင်းရင်ပေးပါကိုယ်နားမှာရှိတဲ့ပစ္စည်းတွေနေရာပြောင်းပေးပါကောင်းတဲ့အပြောင်းနဲ့ဖြစ်ရနေအောင်ပေါ့နော်အဲ့တော့အချင်းနဲ့ပတ်သက်လို့ကတော့တဲ့စကားပြောမှားတာမျိုးစကားကျွန်တော်မျိုးရှိနေပါတယ်အမျိုးသမီးတယောက်ကြားဝင်အနှောက်အယှက်ရှိနေပါတယ်အမျိုးသမီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတာပါတယ်အဲ့တော့ကိုချစ်သူရဲ့ ဟလာအမေတွေအမတွေအတော်ကြီးလည်းဖြစ်နိုင်တယ်အငယ်ချင်းတွေလည်းဖြစ်နိုင်တယ်အဲ့တော့မြို့သမီးတယောက်ကြားဝင်ပြီးတော့အနောက်ရှက်ရှိနေပါတယ်အမျိုးသမီးတယောက်ကြောင့်စိတ်အနောက်ရှက်ဖြစ်ရတတ်ပါတယ်စကားပြောကြွန်တာလွန်တာမှားတာအရိထားစီလိုပါတယ်အိမ်တော်ကြီးကောင်းတဲ့အလှပြောင်းနေဖြစ်တာကိုရှိနေပါတယ်အိမ်တော်ကြီးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေဖို့ရှိနေပါတယ်အစင်ပြေပြီးသားသူများကတော့ပြေစတဲ့ပြေပါလိမ့်မယ်အဲ့တော့မျှဝေမှုတွေနားနယ်မှုတွေဘယ်ယူဆိုင်ခံရမှုတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းရမယ်ကာလပဲဖြစ်ပါတယ်။ဝေကြီးနဲ့ပတ်သက်လို့ကတော့တဲ့ငွေအလိန်ခံတတ်ပါတယ်သတိထားစီလို့ပါတယ်။ရစရာကိစရာငွေများလည်းပဲလွဲကျော်ပြီးမှအောင်မြင်တတ်ပါတယ်။ပညာရေးမိမိရည်မှန်းထားတဲ့လောက်အောင်မြင်ပါလိမ့်မယ်။လူကနည်းနည်းပို့ပြီးတော့စူးစမ်းဖို့ရည်ကြည်ပါတယ်။ကျမရဲ့ချစ်တော်ခါ1 byte အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ် အကျိုးပေးတဲ့အရာတွေကတော့အနေရောင်အဖြူရောင်အဝါရောင်တွေကကန်ကောင်းစေတဲ့အရာတွေဖြစ်တဲ့အတွက်အများများဝတ်ဆင်အသုံးပြုနိုင်ပါတယ်။အကျိုးပေးတဲ့ထီကနန်းကတော့အာလုံးပေါင်းခြင်းကိုပူကြတဲ့ကနန်းဟာအကျိုးပေးတဲ့ထီကနန်းပဲဖြစ်ပါတယ်။အဲ့တော့ကန်ကောင်းစေမဲ့ရေတရာကတော့ဘယ်နည်းမဆိုမနေ့ခုနကြီး9မိနစ်အိမ်ဖျားမှာပေါင်မုံထောက်ဖက်တို့ပြူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကန်အညံ့ခိုက်တီကြီးပြောက်ပြီးတော့ကန်နေကောင်းစေပါလိမ့်မယ်။ကဲအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဟိုစတန်နေတော့ရေတရာလက်ဆောင်နေ မပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ထားပါကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ရန်တူလီမဲ့ဖြစ်ပါတယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေဗျာတောက်ကြတာသမီများအတွက်2025ခုနှစ်မတ်လ24ရက်မှ30ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ် တော့လက်ရှိအခြေအနေနဲ့ပို့ပြီးတော့ကောင်းတဲ့အခွင့်အလမ်းတွေနည်းလမ်းတွေရှိနေပါသေးတယ်။တက်ပြီးတော့ရှာကြံဖို့လိုပါတယ်စူးစမ်းဖို့လိုပါတယ်။အဲ့လိုမှစူးစမ်းလို့ရှာလို့မရဘူးဆိုရင် မျက်မှန်ပါတဲ့လူတစ်ယောက်ရဲ့အကြံဉာဏ်အကူအညီကိုယူပါ။အဲ့တော့ဒီတဲ့ပို့ကောင်းတဲ့အခြေအနေတွေရှိနေပါသေးတယ်ရှာကြံပါစီဘွားရီအလုတ်ကိုင်းနဲ့ပတ်သက်လို့ကတော့အောင်မြင်ခြင်းဝမ်းသာခြင်းကြွယ်ရှင်ခြင်းများ စတင်မွေးကွာတဲ့အချိန်ကာလပဲဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းများရွေချင်များပြည့်မြောက်အောင်မြင်မဲ့အချိန်ကာလကိုကြက်တန်းမှာဖြစ်ပါတယ်အဲ့တော့စေပူစရာအချို့တော့ရှိနေပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ကောင်းသောခင်းများပွားဖို့ရှိနေပါတယ်ပတင်းကောင်းများလည်းကြားဖို့ရှိနေပါတယ်ဝမ်းတာစရာဧည့်သည်များလည်းရောက်လာဖို့ရှိနေပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့တဲ့ဂျားလူအနောက်ရှက်ရှိနေပါတယ်အဲ့တော့သုံးပွင့်ဆိုင်ဇလန်းဖြစ်သွားတတ်ပါတယ်အဲ့တော့တတိထားစီတို့ပါတယ်တရားမတရားပြစ်စာရှိဖို့အရေးကြီးပါတယ် အင်တော်ကြီးမိမိတို့ရဲ့မျောလင်းချက်များရည်ရချက်များကိမြောက်အောင်မြင်မဲ့အချိန်ကာလကိုကတ္တမှာဖြစ်ပါတယ်အင်တော်ဘက်ကိုအကြောင်းပြပြီးတော့ဝေအစုလိုက်အပေါ်လိုက်ရားကိုရှိနေပါတယ်အဲအဖို့တန်ဖြစ်စင်းများလည်းပဲဝင်လာဖို့ရှိနေပါတယ်အဲ့တော့နှလင်းချက်ရည်မဲချက်များပြည့်မြောက်အောင်မြင်မဲ့အချိန်ကာလကိုကတ္တမှာဖြစ်ပါတယ်ဝေကြီးမထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်အဲ့တော့မထင်မှတ်တဲ့နေရာကဝေရရားကိုရှိနေပါတယ်အဲ့တော့ဝေကြီးကိစ္စများမထင်မှတ်တဲ့အချိန်မှာ မတင်မဲ့တဲ့ပုံစံမျိုးနဲ့အောင်မြင်မှုရှိနေပါတယ်အဲ့တော့ရမယ်လို့ထင်တဲ့ငွေရမရဘဲနဲ့မရဘူးထင်တဲ့ငွေတွေလည်းရတတ်ပါတယ်အဲဝူကြီးကိစ္စညာမတင်မဲ့တာတွေဖြစ်တတ်ပါတယ်ပညာရေးမိမိရေမန်းခါတလောက်အောင်မြင်ပါလိမ့်မယ်နည်းနည်းလေးပို့ပြီးတော့စူးစမ်းဖို့အရေးကြီးပါတယ်ကျမရေးချက်တော့ခါလေကြောင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလို့ပါတယ်ဖြစ်မယ်လို့မဆိုလို့ပါ အကျိုးပေးတဲ့အရောင်တွေကတော့အဝါရောင်အနီရောင်အဖြစ်ရောင်တွေပဲဖြစ်ပါတယ်။မြန်မြန်ဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့အကျိုးပေးတဲ့ထိခင်တန်းကတော့ consist 6ဖြစ်ပါတယ်။အဲ့တော့ကံကောင်းစီမဲ့စီရီယာကတော့ဘယ်နည်းမဆိုမနေ့6နိုင်10မိနစ်မှာမနေ့6နိုင်10မိနစ်မှာပုံတိပါတဲ့မောက်6ခုအိမ်ပြားမှာလှူပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစီပါလိမ့်မယ်။ကဲတော့ကျွန်တော်ရဲ့ video stand တွေဟောရေရလက်ဆောင်တွေမပြတ်ကြည့်လို့ရအောင် ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ကပါကဲအလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပြတနေ့သာသမီများအတွက်2025ခုနှစ်မတ်လ24ရက်မှ30ရက်တွင်တပတ်စာ베리호스탬ဖြစ်ပါရဲ့လူလင်ခန်းတက်ပါတယ် အလုတ်ကန်အပြန်စီညာခင်ကလွဲကျော်ပြီးမှအောင်မြင်ပါလိမ့်မယ်စီပွားရေးအလုတ်ကန်နဲ့ပတ်သက်လို့ရှေတဝခက်တာမျိုးနောက်ဆိုးခက်တာမျိုးစဉ်းစားကြက်တာမျိုးကိစ္စတွေကြိုးရတတ်ပါတယ်အမျိုးသမီးတယောက်ကြောင့်လည်းစိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်လို့တော့စိတ်ပူစရာလေးတွေရှိနေပါတယ်။ပြက်မလို့၊ကွဲမလို့ဖြစ်နေတဲ့သူများကတော့မပြက်မကွဲပါဘူး။အစဉ်ပြေပြီးသားသူများကတော့ စိတ်ပူစရာလေးတွေကြုံရမဲ့ချိန်ကာလကိုကတ်တမ်းမှာဖြစ်ပါတယ်။အင်းတော်ကြီးဘေးလူကိုကြောင်းပြပြီးတော့လင်းနေမရကတောက်ကစားဖြစ်တတ်ပါတယ်။အဲ့တော့ဘေးလူနှောက်ရရှင့်နေပါတယ်။အထူးအဖြစ်ဆွေမျိုးကိုအကြောင်းပြုပြီးတော့လင်းနေမရအယူဆအကွဲရတာမျိုးကတောက်ကစားဖြစ်တဲ့မျိုးတွေကြုံရတဲ့အတွက်အဲ့တော့တတိထားပြီးတော့ကတ်တမ်းစီလိုပါတယ်။ငွေကြေးနဲ့ပတ်သက်လို့ကတော့ရစရာရှိတဲ့ငွေနဲ့လည်းရမယ် ပေးစရာရှိတဲ့ငွေနဲ့လည်းပေးနိုင်မဲ့ဝင်ကြီးချောင်းနိုင်မဲ့ဒါဝင်တဲ့ငွေလည်းညဲမဲ့ဒါဝင်ကြီးကန်ကောင်းတဲ့ချိန်ကာလကိုဖျက်ဆီးမှာဖြစ်ပါတယ်ပညာရေးမိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကျမရေးအရင်ပြစ်ခဲ့ဖို့တဲ့ယောဂဟောင်းလေးလေချောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်အကျိုးပေးတဲ့အကြောင်းတွေကတော့အဝါရောင်အထူရောင်အပြရောင်တွေကကန်ကောင်းစေတဲ့အကြောင်းတွေဖြစ်တဲ့ပြန်များများဝတ်ဆက်ပြီးတော့အသုံးချနိုင်ပါတယ် အကျိုးပြီးတဲ့ကိကနန်းကတော့ခွန်ရဲတက်ကဲ၄ရဲပဲဖြစ်ပါတယ်။ရရကတော့ဘယ်နည်းမစို့။အာကြောင်းမရှိရှိမနေ့၈နာရီတိတိမှာအုံးတို့ခောက်ဆွဲ၃ပကံအိမ်ပြားမှာလှူပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေခြေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုစတန်လေးတော့ရရလက်ဆောင်လေးတွေတော့ရရဘင်းရှင်ဘုသူတာတွေမကက်ကြည့်လို့ရအောင်ဒီအပေါ်နာမှာရှိတဲ့အပေါင်းလေးကိုနှိပ်တာပါ။ကဲအားလုံးအောင်းစေပိုင်စေနိုင်စေထိုင်စေလွတ်လပ်ပေါ်ပါ 别说人家不值。